1944ခုနှစ်ဒုတိယကမ္ဘာစစ်မီကဟုန်းဟုန်းတောင်းလောင်နေတဲ့အချိန်ဂျပန်အင်ပါယာတမတော်ဟာမဟာမိတ်တပ်ဖွဲ့ဝင်၃ပန်းတွေကိုပစိဖိတ်သမုဒ္ဒရာကိုဖျက်ပြီးဂျပန်ကြီးမားကြီးစီကြုံဖြစ်ခိုင်းစေဖို့တည်ဆောင်နေခဲ့ပါပြီ။ဤတင်မောတွေကိုမရဲတင်မောတွေလို့ကြောက်စရာကောင်းအောင်နာမည်ပေးထားပြီးဇက်လန်ကတော့အဲ့ဒီတင်မောတစ်စီးပေါ်မှာလည်းအစာပြုတ်လာခဲ့ပါတော့တယ်။မကြသေးခင်ကပဲတင်မောပေါ်ကစစ်သားတွေကဂျပန်လူမျိုးတစ်စပေါက်တယောက်ကိုဖမ်းမိထားပါတယ်။ သူ့ကိုလက်ထိတ်ခတ်အချုပ်ခန်းထဲမှာချိတ်ဆွဲထားပြီးဘာလို့တစ္ဆာဖောက်ရတယ်လဲဆိုတာဖော်ထုတ်ဖို့ပြင်းပြင်းထန်ထန်ညင်မနှိမ့်ဆက်နေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီစစ်သားကတော့ပါဇက်ပိတ်ပြီးဘာတခေါမှပွင့်မပြောခဲ့ပါဘူး။နောက်ဆုံးမှာတော့ကင်းဆောင်စစ်သားကကြိုးတွေကိုဖြုတ်ချပြီးသူ့ကိုရာရှိကြီးတယောက်စီခေါ်သွားပါတယ်။တန်းတစ်ချောင်းမှာမျောလင်းချက်ကင်းမဲနေတဲ့မဟာမိတ်တုံ့မန်းတွေနဲ့တိုက်ကြနေတဲ့အချုပ်ခန်းတွေကိုဖျက်သွားခဲ့ရတာပါ။အရာရှိကြီးရဲ့ခန်းကိုရောက်တဲ့အခါတစ္ဆာပေါကိုဒူးထောက်ခိုင်းထားပါတယ်။ တေမောဘောကအစ်မင်းရာရှိကသူ့ကိုအခင်သေးစွာကြည့်ပြီးလောင်ပြောင်စကားတွေနဲ့ခနဲ့နေပါလေတစ္စဘောကတိတ်ဆိတ်နေကြုံပါပဲအရာရှိကမင်းရဲ့ပြစ်ကခွင်းလွှတ်ခြင်းနဲ့မထိုက်တန်ဘူးဆိုတာမင်းသိလားငါတို့ကိုတစ္စာဖောက်တဲ့အတွက်တေတံပဲထိုက်တန်တယ်နောက်လူတွေနမူနာယူရအောင်မင်းကိုအိမ်ပြန်ခေါ်သွားပြီးလူထောင်ပေါင်းများစွာရဲ့ရှေ့မှာကွက်ညက်ပြစ်မယ်ဒါပေမဲ့အဲ့ဒီမရောက်ခင်တေမောဘောမှာမင်းကိုငါကြိုက်တယ်လို့လုတ်ပိုင်ခွင့်ရှိတယ်လို့ဆိုခဲ့ပါတယ်သူကလအောင်ငယ်သားတွေကိုမင်းငေါ်ပြလိုက်ချိန်မှာပဲ ကင်းဆောင်စစ်သားကပြည်သူ့ရှာတုံ့ပန်းတရားကိုဆွဲခေါ်လာခဲ့ပါတယ်။ဒီကောင်ကတင်မောဘော်ကနေထွက်ပြေးဖို့ကြိုးစားခဲ့တာသူ့ကိုမင်းနဲ့အတူတန်ကြိုးခတ်ထားရလိမ့်မယ်။မင်းရဲ့တကယ်ရန်သူကဘယ်သူလဲဆိုတာသိရစေမယ်။ကင်းဆောင်စစ်သားကပြည်သူ့ရှာတုံ့ပန်းရဲ့ခြေချင်းဝတ်ကိုတန်ကြိုးခတ်လိုက်ပြီးတန်ကြိုးရဲ့တခြားတစ်ဖက်ကိုဂျပန်စစ်သားရဲ့ခြေချင်းဝတ်မှာလာခတ်ပါတယ်။နှုတ်ဦးသားအတူတူတွဲခတ်တာခံလိုက်ရပြီးအရာသခင်ကမင်းကိုစွန့်ပစ်သွားပြီကွာဆိုပြီးရာရှိကပြောလိုက်တာပါ။ဒါပေမဲ့အဲ့ဒီချိန်မှာပဲမဟာမိတ်တပ်ဖွဲ့ရဲ့တိုက်လေရင်တွေရောက်လာပြီး တင်းငရဲ့တင်းမောကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပါတော့လေဘုံပေါက်ကွဲတန်တွေနဲ့စက်တနတန်တွေစုညံပွက်လို့ရိုက်သွားပြီးငါတို့တိုက်ခိုက်ခံနေရပြီဆိုတဲ့အော်ဒန်တွေထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီရှုပ်ထွေးပွက်လို့ရိုက်နေတဲ့အခြေအနေတွေကြားမှာဒီတိရှာတုံမန်ကအခွင့်အရေးတခုအရာယူပြီးကင်းဆောင်စစ်သားကိုတိုက်ခိုက်လိုက်ပါတယ်တစ္ဆဘောက်ဂျပန်စစ်သားကလည်းဝင်တိုက်ပါတယ်အဲ့ဒီချိန်မှာပဲမဟာမိတ်တို့ရဲ့ရေငုပ်တင်းမောတစ်စီးကတင်းမောစီကိုတော်ပီဒိုတွေပြစ်လွှတ်ပါတယ် မင်းဘယ်သွားမလို့လဲကျက်စပေါ့ဆိုပြီးအရာရှိကြီးကတနက်နဲ့ပြစ်ဖို့စ조사ပြီးမဲ့တင်းမောင်းကပြင်းထန်စွာရိန်ထိုးနေတာကြောင့်ပြစ်မှတ်ဖို့မချိန်နိုင်ဖြစ်နေခဲ့ပါတယ်။ပြေတော့လို့ဆိုပြီးဘွန်ဆန်ကအော်လိုက်ကတန်ကျိုးနဲ့ချီနှောင်ထားတဲ့ site တို့ကိုဆွဲခေါ်ပြီးအခန်းထဲကထွက်ပြေးခဲ့ပါတယ်။တော်ပြီးတို့တွေတလုံးမတလုံးဝင်ဆောင်အပြီးတင်းမောင်းနင်းပြုံကိုသွားခင်နေမှာပဲသူတို့ညောင်းတင်းမောင်းဘော်ကခုံချလုံးမြောက်သွားနိုင်ခဲ့ပါတော့တယ်။ရန်သူတွေဖြစ်ကြတဲ့ပြည်သူ့ရှစစ်သားနဲ့ဂျပန်စစ်သားတို့နှစ်ဦးအဲ့ဒီပွက်လော်ရိုက်တဲ့ညကိုကြော်ဖြတ်ပြီး အသက်ရှင်တန်ရေးအတွက်ဘေးကျင်းရှင်တွေကရေးကူးခဲ့ရပါတယ်။နောက်ဆုံးမှာတော့တိုင်းလုံးတွေကသူတို့နှုတ်ဦးကိုလျှို့ကဆန်းကျဲတဲ့ကျွန်းကျွန်းရဲ့ကမ်းခြေပေါ်ကိုတွန်းပို့လိုက်ပါတယ်။နောက်တစ်နေ့မနက်မှာစိုက်တိုတယောက်ရေးတီးပြီးနိုးလာခဲ့ပါတယ်။သူ့ဘေးမှာပွန်ဆန်ကငိန်တက်စွာလဲလျောင်းနေတာတွေ့လိုက်ရပြီးလောက်နိုးပေမဲ့နိုးပလာတာကြောင့်တိတ်ဆုံးသွားပြီလို့ထင်လိုက်တာပေါ့။ဆိုင်တုံပဝင်းချင်းကိုကြည့်လိုက်တော့လူသူမရှိတဲ့ကျွန်းကျွန်းပေါ်ရောက်နေမှန်းသိလိုက်ရပါတယ်။ ဒါပေမဲ့အခုအကြီးမားဆုံးပြဿနာကသူ့ခြေချင်းဝဲကတန်ကျိုးဟာဘွန်ဆန်ရဲ့အလောင်းနဲ့ချီနှောင်ထားဆဲဖြစ်နေတာပါဆိုင်တိုကကန်ဂျီဘောတောင်းတက်လာတဲ့တခြားဂျပန်စစ်သားတို့ရဲ့အနောင်စည်းကိုတွားသွားပြီးအလောင်းရဲ့ခါးကားပစ္စည်းတို့တနက်ကိုယူဖို့ကြိုးစားပါတယ်တနက်ကိုရတဲ့အခါမောင်းတင်ပြီးပြစ်ဖို့ပြင်လိုက်ပေမဲ့တနက်မောင်းတင်တန်ကသတိလက်နေတဲ့ဘွန်ဆန်ကိုလက်နိုးသွားစေခဲ့ပါတယ်ဘွန်ဆန်ကဆိုင်တိုသူ့ကိုပြစ်တတ်တော့မဲ့ချင်းပြီးခေါင်းနဲ့ဝင်ဆောင်လိုက်ပြီးတော့လေဘင်းကိုပြေးညစ်ပါတယ် ဆိုင်တူအသက်ဆုကျက်လာပေမဲ့ခရူးခွန်တစ်ခုကိုလမ်းတွေ့လိုက်ပြီးဂျိုးစားနှမ်းယူကဝန်ဆောင်ရဲ့ခေါင်းကိုအာနဲ့ရိုက်ချလိုက်ပါတယ်။ကမ်းခြေပေါ်မှာတိုက်ပွဲတစ်ခုစတင်ခဲ့ပြီးဆိုင်တူကရန်ဖြစ်လို့တဲ့ပုံမပေါ်ပေမဲ့သူ့ကိုတိုက်ခိုက်တဲ့အခါမှာခုခံဖို့အသင့်ရှိနေပါတယ်။နောက်ဦးသားပြင်ပြင်းထထန်ထိုးချိတ်ကြပေမဲ့ဝန်ဆောင်ကပို့ပြီးအားအသာပို့ရပါတယ်။သူကဆိုင်တူကိုရေထဲဆွဲချသွားပြီးလက်ဘင်းကိုထန့်ညှစ်ထားပါတယ်။အဲ့ဒီခိုက်တက်မှာပဲဘယ်လေတဲ့ကအေယာမတနဝါကြီးတောက်ခေါ်ပေါ်လာခဲ့ပြီးသူတို့ကိုစူးစိုက်ကြည့်နေပါတယ် သူပြန်အိဟောင်းတန်ကကြောင်းမက်ပွဲကောင်းနေပြီးပြေးဝင်လာကဘွန်ဆန်ကိုရေလေးဆွဲချသွားပါတော့ရေဆိုင်တူကတနက်ကိုဆွဲထုတ်လိုက်တော့ဘွန်ဆန်ထိတ်လန့်သွားပြီးသူ့ကိုပြစ်မယ်လို့ထင်သွားပါတယ်ဒါပေမဲ့ဆိုင်တူကတားရဲကြီးကိုပြစ်ချလိုက်တာကြောင့်တားရဲကြီးကဘွန်ဆန်ကိုလွတ်ပေးပြီးထွက်ပြေးသွားတာပါဘွန်ဆန်လည်းအံ့ဩသွားပြီးမင်းမင်းငါ့ကိုကယ်လိုက်တာလားကျေးဇူးပဲလို့ဆိုပါတယ်ဘွန်ဆန်ကသူ့ခါမှတန်ရာရသွားတာတွေ့လိုက်ပါတယ်တားရဲကြီးရဲ့လက်သေးနဲ့ကောက်ချစ်ခံလိုက်ရတာဖြစ်နိုင်ပါတယ် စိုက်တူရေတဲကတက်လာပြီးဘွန်ဆမ်ကူပါခေါ်ကကုန်းတွင်းပိုင်းကိုရှောက်လာခဲ့ကြပါတယ်။နဦးသာကူပါဝါလိုမျိုးကြောက်ကပားအောက်မှာဝန်ထိုင်လိုက်ကြပြီးခုနကဘာကောင်ကြီးလဲမင်းအဲ့နာကိုတိလာလို့ဘွန်ဆမ်ကမေးပါတယ်။စိုက်တူကတိတ်ဆိတ်နေတုံးပါပဲ။ရေတဲဆင်းရင်အနီရလွန်များမှန်းသိနေတော့နဦးသားငြိမ်သက်စွာထိုင်နေကြပါတယ်။ဘွန်ဆမ်ကစိုက်တူရဲ့လက်ထက်ကတနက်ဘူမယုံတင်ကာနဲ့စိုက်ကြည့်နေတုံးပါပဲ။စိုက်တူကတိုးတက်ဘူကဲထားပြီနဲ့သူကတနက်ဘူလူယူဖို့စဉ်းစားနေတုံးမှာကမ်းခြေတစ်လျှောက်ကိုကြီးလိုက်တော့ တင်မောဘော်ကဂျပန်စစ်သားတွေရဲ့အလောင်းတွေအစ်စီးတွေနဲ့ပြန့်ကျဲနေတာတွေ့လိုက်ရပါတယ်။ဆိုင်တိုမျော်လင့်ချက်မဲ့သွားပြီးတနက်ဘိုယူကကိုကိုကိုပြစ်တမ်းမဟန်ပြုပါတယ်။ဘုံဆန်တွေ့သွားတော့အ мян တေးဝင်ပြီးပုတ်ထုတ်လိုက်ပါတယ်။ဖေးအောင်ဘာယူထားနေတာလဲ။ကြီးစံတွေဖြုံးပြီးမလို့လား။မင်းမတော့ချင်ငါ့ကိုပြီးလူတနက်ဘိုလူယူလိုက်ပြီးလုံတဲ့အချိန်တုံးရအောင်တင်းထားတာပိုကောင်းတယ်။ ID ကောင်ကြီးပြန်လာရင်ငါတို့အသိပြင်ထားရမယ်။ဘုံဆန်ကဆိုင်တိုကိုကြီးစံတွေပေးလိုက်ပြီးမင်းကကြီးစံတွေကိုယူထား။ငါကတနက်ဘိုယူထားမယ်။ ်ငါတို့အချင်းချင်းအပြတ်နဲ့အားပိုးရမယ်လို့ပြောလိုက်ပါတယ်စိုက်တိုကတိတ်ဆိတ်နေတော့မှပဲဘွန်ဆန်ကပဲစိုက်တိုကိုကန်းကြီးပေါ်လွင့်စင်လာတဲ့တစ်တာတွေကအစားသောက်တွေနဲ့အသုံးဆောင်တွေရှာဖွေဖို့ခေါ်သွားပါတယ်ငါတို့ဒီတန်ကျိုးကိုဖြတ်ဖို့ဒါကိုတုံးရမယ်ထင်တယ်သူကပြစ်စည်းတို့ရှာတွေ့သွားပြီးဟေးဒီမှာ secret မင်းတောက်တက်လားသူကစိုက်တိုကို secret တောက်ဖန်ပြပေးမယ်စိုက်တိုကတော့ငြိမ်နေတော့လာပဲဒေးဒါဆိုငါတယောက်တည်းတောက်မယ်ဘွန်ဆန်ကဆက်ရှာရင်ဟေး coffee coffee ကွာမင်း coffee တောက်မလားဆိုပြီးအော်မေးပေးမယ် site တို့ကတော့ထုံးစံတိုင်းမတက်ရဲ့ငိမ့်တွေတော့ပဲရုတ်တရက်ပုံစံကသူနဲ့သူသုံးပန်ဖြစ်ခဲ့တဲ့တခြားပြည်သူရှာစစ်သားတယောက်ရဲ့အနောင်ကိုတွန်းလိုက်ရတော့ညံ့နာညှိုးကြသွားပါတယ်သူကအဲ့ဒီစစ်သားရဲ့နယ်ဆွဲကြိုးကိုကောက်ယူလိုက်ပြီးဒီကောင်လေးကငငယ်ပဲရှိသေးတယ်ဒီပုံစံနဲ့မတည့်တဲ့မို့ကမင်းတို့ကောင်တွေဘာလို့ငါတို့ကိုဒီလိုလောက်ရတာလဲပုံစံက site တို့ကိုဓာတ်နဲ့ချိန်ရွဲကမင်းတို့ကောင်တွေလူမဆန်လိုက်တာကွာ site တို့ကအရင်တိုင်းတိတ်ဆိတ်နေပေမဲ့ပုံစံကိုရေပုတပုကမ်းပေးလိုက်တော့ပုံစံလည်းသူ့စိတ်ကိုရှော့လိုက်ပါတယ် ီးတော့သူတို့နှစ်ဦးအလောင်းတွေနဲ့တစ်တာတွေစီကပစ္စည်းတွေကိုစုဆောင်ကြပါတယ်။အလောင်းတွေစီကဖနက်ကိုတောင်ချွတ်ယူခဲ့ကြပြီးနောက်မီးဖို့လိုက်ကြပါတယ်။ဘွန်ဆန်ကသူ့လူမျိုးဆက်သားအတွက်မြေမြုပ်ပေးခဲ့ပြီးဆိုင်တိုကကန်းကြီးကကနန်းတွေကိုဖမ်းအောင်မီးတင်စားဖို့ပြင်ဆင်ပါတယ်။တန်ကြိုးပခက်ရသေးတဲ့သူတို့နှစ်ဦးအနည်းအကပ်ထိုင်နေရတော့မှာပဲ။ဆိုင်တိုကဘောဆန်အလောင်းစီကကောက်လာတဲ့ဖက်နက်ကိုစီးဖို့ကြိုးစားနေတာတွေ့လိုက်ရပါတယ်။ဒါပေမဲ့နံပါတ်မတူလို့စီးမရဖြစ်နေတာကြောင့်ဆိုင်တိုကသူကောက်လာတဲ့တခြားဖက်နက်တရံကိုကန်ပေးလိုက်ပြီ ဒါကိုယူဒီနံပါတ်ကတော်တော့မှာပါလို့ပြောပါတယ်ပွန်ဆန်ကတော့မာနကြီးစွာငင်းဆန်လိုက်ပါတယ်မင်းတို့ကောင်းလေးရဲ့ဖက်နဲ့ငါနဲ့မတန်ဘူးမစေးဘူးကွာဆိုင်တူကအနေငယ်ပြုံးလိုက်ပြီးသဘောပဲလေလို့ပြန်ပြောပါတယ်ပြီးတော့ဆိုင်တူကမိခင်ထားတဲ့ကနန်းကိုကမ်းပေးပါတယ်ဒီစချိန်တော့ပွန်ဆန်ကဗိုက်စာနေလို့ယူလိုက်ပေမဲ့သူကကနန်းကိုစားမတက်ပါဘူးမာကြောတဲ့ကနန်းခုံကိုခွာဖို့ကြိုးစားရင်ကနန်းကတဲပေါ်လွတ်ကျသွားပါတယ်ဆိုင်တူကကောင်းခါလိုက်ပြီးယော့ဒါကိုယူဒီဒီကောင်းကခုံခွာထားပြီးသားစားလို့ရပြီလို့ပြောပါတယ် တော်ရီမင်းမဲစာဝန်ဆန်ကတော့မာနထားနေတော့မှပဲစိုက်တူပါသဘောပဲငါဒီမှာချထားမယ်နော်တို့ဆိုကချထားပြပါတယ်နောက်ဆုံးမှာတော့ပုံစံလဲမာနမထားနိုင်တော့ပဲကနန်းကိုကောက်ယူလိုက်တော့ခွန်ခွာထားပြီးသားဖြစ်နေတာတွေ့လိုက်ရပါတယ်သူမြည်းစမ်းကြည့်လိုက်တော့ဟာတော်တော်မိုက်တာပဲဆိုပြီးဝန်ဆန်အရသာခံပြီးစားတော့တာပေါ့ဒီလိုနဲ့သူတို့နှုတ်ဦးကြတဲမှမှုတွေတဖြည်းဖြည်းတည်ရောလာခဲ့ပါပြီစားတော့ပြီးတော့ဘွန်ဆန်ကကောက်လာတဲ့ secret ကိုမင်းကြီးတောင်းနေပြီးဆိုင်တူက coffee ချော်ပေးပါတယ် စစ်ဖြစ်ကလေးကဒီလိုကောက်ကောက်မော့မော့မစားရတာကြာပြီကွာအိမ်ကိုလွန်လိုက်တာဆိုပြီးမိုင်ငင်းနေကြရင်နဲ့ပုံဆန်ကစပြီးမိတ်ဆက်ပါတယ်သူကသူ့ကိုယ်သူလက်ညှိုးထိုးပြပြီးနားနမဲ့ပုံဆန်မင်းရောနမဲ့ဘယ်လိုခေါ်လဲလို့နေပါတယ်ဆိုင်တိုကသူ့ကိုယ်သူလက်ညှိုးထိုးပြပြီးဆိုင်တိုလို့ပြန်ဖြေပါတယ်နောက်နေ့မနက်မှာတော့ပုံဆန်ကတစ်တာတွေကရလာတဲ့ချွန်ထက်တဲ့တံပြားကိုပစိပုံဆန်လောက်ကတန်ကျိုးကိုဖျက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့မပြတ်ပါဘူးဆိုင်တိုကအချက်ပြပါတယ်ဒီမီယာကိုချိန်မင်းဒီမီယာကိုချိန်ရမယ်ဒါမင်းစကောင်းနဲ့နီလုံးနဲ့လီ ဖြစ်ပါမလားလို့ဝန်ဆန်စိုးရိမ်သွားပါတယ်။ဘာမှမဖြစ်ဘူးလှုပ်တာလှုပ်။ကောင်းပြီလေမင်းတောင်းဆိုတော့လည်းငါလှုပ်ပေးရတာပေါ့။ဝန်ဆန်ခုတ်ချလိုက်ပါတယ်။မဟုတ်သေးဘူးမဟုတ်သေးဘူး။ဆိုင်တူကခေါင်းခါပြီးဒါကပြော့လုံးနေနည်းနည်းအားဖို့ထက်အေးဒါဆိုလည်းငါအားမနာတော့ဘူး။ပေါ်ဆာအာကုန်ဖုတ်ချလိုက်တော့တန်ကျိုးပြတ်သွားပါတယ်။ Yes! ပေါ်ဆာဝမ်းသာသွားပြီ။ဒီတစ်ခါငါအဲ့လို့ဆိုက်တိုကလက်ဟန်ပြပါတယ်။ဒါပေမဲ့ပေါ်ဆာကလန့်သွားပါတယ်။သူဆိုက်တိုကိုအပြည့်အဝမယုံကြည်နိုင်သေးပါဘူး။ဆိုက်တိုကခုတ်ဖို့ပြင်လိုက်တော့ ခဏခဏမင်းတေချာလို့လားလို့တားလိုက်ပါတယ်။ဆိုင်တူကကောင်းညိတ်ပြပြီးတစ်ချက်တည်းခုတ်ချလိုက်တော့ဘုံဆိုင်ရဲ့တန်ကြိုးလည်းပြတ်သွားပါတော့လေ။ Yes ငါတို့လွတ်လပ်သွားပြီ။မင်းနဲ့ငါတော်တော်တိုင်ပင်ကြိုက်တာပဲ။ငါတို့ဒီကျုံးကားတွေလုတ်ကြောင်နိုင်မှာတေချာတယ်ဆိုပြီးတို့နှုတ်ဦးသားဝမ်းသာနေတော့လာပဲ။ဒီစုံတစ်ခုကကြုံပုတ်ကြားတဲ့ကတည်မြန်စွာဖြတ်ပြေးသွားပါတယ်။ဟေးကြီးစံကြီးစံပဲ။ဘုံဆိုင်ကအော်လိုက်တော့ဆိုင်တူအမြန်ကမ်းပေးလိုက်ပါတယ်။တို့နှစ်ယောက်ခြုံပုတ်စီပြေးကြည့်ကြပြီ။ဟာချေရကြီးကြီးပဲ။ ပင်လယ်ထဲကကောင်ကြီးဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်။ရုတ်တရက်ကန်းကြီးရဲ့တခြားတစ်ဖက်ကလူဒံကြားလိုက်ရလို့သူတို့နှစ်ဦးလန့်သွားပြီးအမြန်ပုံလိုက်ကြပါတယ်။အသက်ရှင်တန်ကြံရစ်တဲ့တခြားဂျပန်စစ်သား၃ဦးနဲ့စစ်တုံးပါတူဖြစ်နေပြီးသူတို့စီရှောင်းလာနေတာပါ။ပေါ်ဆန်ကရှစ်ရောနောက်ပါသတိထားနေရပြီးမင်းအဲ့ဒီနားမှာပဲပုံနေလို့ဆိုင်တူကပြောပါတယ်။ငါပဲသူတို့ကိုယင်ဆိုင်လိုက်မယ်ဆိုပြီးသူကဘွန်ဆန်ကိုတနက်ပေးလိုက်တော့ဘွန်ဆန်လည်းချုံပုတ်တဲ့အမြန်ကြေးပုံလိုက်ပါတယ်။ဂျပန်စစ်သားအုပ်စုကအစားအသောက်နဲ့ရလိုက်ပြီး ဟဲ့ဒီနားမှာအကဲနဲ့ရတယ်ကွာသွားကြည့်စမ်းအဖွဲခေါင်းဆောင်ကတပည့်တူကိုမိန်ပေးလိုက်ပါတယ်သူကရှောက်လာပြီးချက်ပြုတ်တာနဲ့ပစ္စည်းတွေနဲ့မီးဗုံကိုတွေးလိုက်ကဒီနားမှာတရားရောက်ချက်ဆန်ထားတာပဲအသက်ရှင်တန်တဲ့သူရှိနေတာလားလို့ပြောပါတယ်ပြီးတော့သူကအဝိချုံပြီးလဲနေသူတို့ကိုတွေးလိုက်ပြီးအဝိကိုဖွင့်ကြည့်လိုက်တော့ဆိုင်တိုကအဲ့ရကနေနိုးလာဟန်ဆောင်လိုက်ပါတယ်စစ်သားအုပ်စုကထိုင်နားလိုက်ပြီးဘောဆန်ကလည်းခြေနေကိုမနှမ်းမကန်းကချောင်းကြည့်နေပါတယ်ဒါပေမဲ့တားရဲကြီးကလည်းဘောဆန်ရဲ့အမိနာမှာချောင်းမြောင်းနေခဲ့တာပါ အသက်ရောက်လာတဲ့စစ်သားတွေကသူတို့တက်ကဲအင်ဂျီကြောင့်လွန်မြောက်လာကြောင်းနဲ့တခြားသူတွေအားလုံးတေဆုံးသွားပြီဖြစ်ကြောင်းပြောပြနေကြပါတယ်။အဲဒီအချိန်မှာဘုံဆန်ကသူ့ဘေးကထူးဆန်းတဲ့အတံကိုကြားလိုက်ရပါတယ်။ဒါရဲကဂျုံဘုတ်တွေကိုတိုးဝေသွားလာနေတာပါ။ဒါပေမဲ့လက်ကြည့်လိုက်တဲ့အခါဘာမှမတွေ့ရပဲပျောက်သွားပါတယ်။ဂျပန်စစ်သားတို့ကကနန်းခွန်တွေဖနက်တွေနဲ့ဗီဒီရှားစစ်သားရဲ့ဝိဆာတွေကိုတွေ့သွားပါတယ်။အရေးကြီးဆုံးကတော့ဖြတ်တောက်ထားတဲ့တန်ကျိုးကိုတွေ့သွားတာပါလေ။မင်းဒီမှာတယောက်တည်းဟုတ်ရဲ့လားလို့သူကဆိုင်တူကိုတန်တရားနဲ့မေးပါတယ်။ ဟုတ်ပါတယ်ဘာဖြစ်လို့လဲစိုက်တူကပြန်ဖြေပေမဲ့အမူအရာတက်နေခဲ့ပါတယ်အရာရှိကသူ့တပည့်ကိုသဝင်းချင်းကိုစစ်ဆေးဖို့မိတ်ပေးလိုက်ပြီးတင်းမောတိုက်ခိုက်မခံရခင်ကတစ္စဘောက်တယောက်ကိုထွက်ပြေးဖို့ကြိုးစားတဲ့တုံ့မှန်ပြောင်းနဲ့တန်ကြိုးတွဲခတ်ထားတယ်လို့ကောလာဟာလာထွက်နေတယ်မိမဲမဟုတ်တာအဲ့ဒီကောင်ကလို့မေးလိုက်ပါတယ်စိုက်တူကဘောဆံမြုပ်ထားတဲ့မြေပုံကိုပြလိုက်ပြီးသူတေသွားပြီလို့ခိုက်တီတီနဲ့လိန်လိုက်ပါတယ်မင်းကသူ့အလောင်းကိုဒီလောက်ဝေးရတီဆွဲလာပြီးညှုတ်ပေးရတယ်ပေါ့တစ္စဘောက်ပပီးအလိမ့်ညာတွေပြောနေတာပဲ သူတို့ခြေနေတွေတင်းမာလာနေတော့တောထဲကအတန်တခုထွက်ပေါ်လာခဲ့ပါပဲ။ဘာသာန်လဲဆိုပြီးအားလုံးလက်ကြည့်လိုက်ကြပြီးအတူပါလာတဲ့တုံ့ပန်ကတော့ငါလူသားငါမိစ္ဆာဆိုပြီးကြောက်ရွံ့ကြလက်ဥချီလိုက်ပါတယ်။ဘာတွေပြောနေလဲဟဲ့အောင်သွားကြည့်စမ်း။ခေါင်းဆောင်ကခုနကတပည့်ကိုတောထဲဝင်ကြည့်ခိုင်းလိုက်ပါတယ်။သူတောထဲဝင်သွားတော့ပုံနေတဲ့ပုံစံကဒီဘက်ကိုမလာပါစေနဲ့လို့ဆုတောင်းနေပေမဲ့စစ်သားကဘောဆာရှိရဖို့တဲတဲရှောက်လာနေပါတယ်။ဘောဆာစီမရောက်ခင်ကုပေါင်းနေရာတစ်ခုကကြောင်းမက်ဖွဲ့ရအတန်ကြားလိုက်ရလို့ စစ်သားကလမ်းကြောင်းပြောင်းပြီးကိုစီသွားလိုက်ပါတယ်။ရူမီယာနဲ့ဝင်သွားတဲ့ဂျပန်စစ်သားကပြန်ထွက်လာတဲ့လင်းတို့တွေကြောင့်လန့်သွားပါတယ်။သူအပေါင်းနဲ့ကိုတတိနဲ့တိုးဝင်သွားပြီးတော့ဒါရဲကြီးကသူ့နောက်ကြောင်မှပေါ်လာပါတယ်။အတန်ကြာလို့လက်ကြည့်လိုက်ပြီးသူတနေ့နဲ့ပြစ်ဖို့ကြိုးစားပေမဲ့ချက်ချင်းပဲဒါရဲကြီးကသူ့ရဲ့ခြုံထက်တဲ့လက်သေးနဲ့သူ့လက်မောင်းကိုလွှဲရိုက်လိုက်တော့ပြတ်ထွက်သွားခဲ့ပါတယ်။နာကျင်စွာအော်ဟစ်လိုက်တန်ကကမ်းကြီးမှာပဲတင်ထပ်သွားပါတယ်။အလုံးအံအားတင့်နေတော့ဝေါ်ဆန်ကတောထဲကပြေးထွက်လာပြီး တို့တဲ့အချင်းကိုကက်တင်ဖို့စိုက်တိုကိုထိန်းချုပ်ထားတဲ့ဂျပန်စစ်သားရဲ့လေဘင်းကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်။ကိုတဲကဂျပန်စစ်သားကတော့ဒါရဲကြီးရဲ့ရက်ဆက်စွာတတ်ဖြတ်တာကိုခံလိုက်ရပါပြီ။သူကစစ်သားရဲ့ခေါင်းကိုဆွဲကင်ပြီးပခုံးကနေဆွဲဖြုတ်လိုက်ကကန်းကြီးပေါ်ပြစ်တင်လိုက်ပါတယ်။နောက်ကြတဲ့ကြောက်တင်းချမ်းရောက်ပဲဟေးဆိုပြီးဝန်ဆန်နဲ့စိုက်တိုအမြဲတီးပုံလိုက်ကြပါတယ်။ဒါရဲကြီးကကန်းကြီးပေါ်ထွက်လာပြီးဝန်ဆန်ဓာတ်နဲ့ထိုးထားတဲ့စစ်သားစီရှောက်သွားကရင်ဘတ်တဲကိုရက်တဲစိုက်သွင်းပြီးကလိစာတွေကိုဆွဲထုတ်လိုက်ပါတယ်။ ကြံရှိနေတဲ့တုတ်ပန်းသူတွေ့သွားပြီးအသက်လုခတ်ပြေးပေမဲ့ဒါရဲကြီးကသူ့ကိုအလို့မပေးပဲပြင်းညံစွာလိုက်သွားကခုံအောက်ပြီးကြောင်းမန့်ပွဲကောင်းတက်ဖြတ်လိုက်ပါတော့လေဆိုင်တိုနဲ့ဘွန်ဆန်ကအချင်းနဲ့မကောင်းမှန်းသိတော့တော်တဲကိုပြေးဝင်သွားကြပါလေဆိုင်တိုကကောက်ရလာတဲ့တရှိနဲ့လမ်းရှင်းနေပြီးဖြည်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 းဆိုင်တိုငါလိုက်မမိဘူးလို့ဘွန်ဆန်ကအော်ပြောပေမဲ့ဆိုင်တိုကအဝေးကိုရောက်နေပါပြီလိုက်ပြေးလာတဲ့ဘွန်ဆန်ခြေချော်ပြီးလဲကျသွားချိန်မှာဒါရဲကြီးကသူ့နောက်ကြောကိုရောက်လာခဲ့ပါတယ်ဝန်ဆန်ကလှည့်ပြစ်လိုက်ပြီမဲ့ ြည်စံကသူ့ရဲ့အရေးအပြားကိုမထိခိုက်နိုင်ပါဘူး။ဒေါ်အနာတဖြည်းဖြည်းတုတ်ကပ်လာပြီးဒါရဲကြီးကဘွန်ဆန်ရဲ့လက်ဘဲကိုအာဂျီနဲ့ဆုပ်ကန်ညှစ်ထားပါလေ။ရုတ်တရက်ဆိုင်တိုပြန်လက်လာပြီးဒါနဲ့ဒါရဲကြီးကိုခုတ်ချလိုက်တော့နားကျင်စွာအော်ဟစ်သွားပါလေ။ဆိုင်တိုကဘွန်ဆန်ကိုတွဲခေါ်ပြီးတောထဲကိုဆက်ပြေးပေးမယ်။ကန်ဆိုးစွာပဲသူတို့နှုတ်ဟန်ချက်ပြတ်သွားပြီးကောင်းဝုံဘော်ကနေတနည်းအားစီလိတ်ကျသွားပါတော့လေ။နောက်တနေ့မနက်ဆိုင်တိုနိုးလာတဲ့အခါသူ့ရင်ဘက်မှာတစ်သားစားတစ်ခုစိုက်ဝင်နေတာတွေ့လိုက်ရပါတယ်။ သူစ조사ဆွဲထုတ်လိုက်ပြီးအားစုကအော်လိုက်ရပါတယ်ပြီးတော့စန်းကြောင်တစ်ခုမှမျက်နှာသိရင်ရေထဲကျနေတဲ့ဆာမူရိုင်းဒါတလက်ကိုတွေ့လိုက်ပါတယ်သူကောက်ယူပြီးဒါကော့တွေထုတ်သုံးတာအင့်ပြင်ထားပေမဲ့ဒါယေကြီးရဲ့ရိတ်ရောင်မြမတွေ့ရပါဘူးဆိုင်တူကဘောဆန်ကိုအော်ခေါ်ရေးရေချောင်းတိုင်းရှောက်လာခဲ့ပါတယ်ဘောဆန်လည်းသွေးတန်ရဲရဲနဲ့နိုးလာခဲ့ပြီးသူကအောက်ဘက်ကစန်းကြောင်ကိုဖြတ်ကျော်ထားတဲ့တဲပင်တစ်ခုပေါ်မှာသတိလင့်နေခဲ့တာဖြစ်ပါတယ်တကယ်လို့ပြုတ်ကျသွားရင်လေပင်ကျိုးသေးဆုံးနိုင်ပါတယ် ူတစ်ဖက်ကန်ကိုသွားဖို့ကြိုးစားပေမဲ့ကျော်ကျသွားပြီးအောက်ဘက်ကကြောက်ဆောင်လေးပေါ်ပြုတ်ကျသွားပါလေ။နောက်ဆုံးမှရေလိုက်ဖို့ကြာသွားပေမဲ့ကန်ကောင်းစွာနဲ့အသက်ရှင်ခဲ့ပါလေ။သူကန်ပေါ်ကိုကူးတက်သွားပြီးစိုက်တုပ်ကိုလိုက်ရှာပါလေ။ခဏကြာတော့ရေဒီဘုံတစ်ခုအနီးကဒါရဲကြီးရဲ့ဟိဟောက်တန်ထက်ထွက်ပေါ်လာပြီးအဲ့ဒီနေရာကသူ့ရဲ့အတိုက်ဖြစ်ပုံပါပဲ။အတန်ကြောက်ပုံစံကစိုက်တုပ်ကိုဒါရဲကြီးရဲ့အစာဖြစ်သွားပြီလားလို့စိုးရိမ်သွားပါလေ။ဒါပေမဲ့သူလည်းလမ်းဆုံးသွားပြီးရှေ့ဆက်သွားချင်းမှောင်မိုက်ပြီးမက်ဆောက်တဲ့ကြောက်ဆောင်ရေတံခွေကိုတက်ရမှာပါ။ ဒါပေမဲ့သူစ조사တက်သွားခဲ့ပါတယ်။ဆိုင်တူလည်းတော်ထဲမှာလမ်းပြောင်းနေပုံပါပဲ။သူကဆာမူရိုက်တာနဲ့ကိုကိုကိုကာကွယ်ရင်ဘောဆန်နဲ့ပြန်တွေ့ဖို့ညှော်လင့်ချက်နဲ့ရေစီချောင်းအတိုင်းလမ်းလျှောက်လာခဲ့ပါတယ်။နောက်တနေ့မနေ့ဝတီယာမရှိလျှောက်လမ်းနေတော့ဖြစ်တဲ့ဘောဆန်ကကန်းဆက်တနေရာမှာပင်ပန်းနွမ်းနေစွာလဲလျောင်းနားယူလိုက်ပါတယ်။ဒါပေမဲ့အတန်တကုတ်ကြားလိုက်ရပြီးလှည့်ကြည့်လိုက်တော့မိချောင်းကြီးတကောင်တွေ့လိုက်ရပါတယ်။ဘောဆန်ကညီကြီးနဲ့တကားနဲ့ကြောက်အတက်နိုင်ဆုံးညီတက်စွာနေလိုက်ပါတယ်။ကံကောင်းစွာနဲ့မိချောင်းကြီးကသူ့ကိုမမြင်မဲ ရေထဲကင်းညင်းစွာတာသွားပြောက်ခွက်သွားတာကြောင့်ဘုံဆံအမြန်ထပြီးတောထဲပြေးဝင်သွားပါတော့လေစိုက်တိုဘက်မှာတော့သူကစမ်းကြောင်းတန်းလျှောက်လာပြီးလေရင်ကြက်ရက်စိတ်ပိုင်းတစ်ချို့ကိုတွေးလိုက်ရပါတယ်ဆက်လျှောက်လာတော့တိပင်းပေါ်မှာချိန်နေတဲ့လေထီတစ်ခုကိုတွေးလိုက်ရပြီးအဲ့ဒီမှာစစ်သားအနောင်တလောင်းနဲ့ရှိနေပါတယ်စိုက်တိုကဒုံးနဲ့ထိုးကြည့်လိုက်တော့မတော်တဆထောင်ကျောက်တစ်ခုတည်းပြုတ်ကျသွားပါတယ်အထဲမှာတိတ်ချာကြီးလိုက်တဲ့အခါသူထပ်ပြီးထိတ်လန့်သွားပါလေ။တွင်ထဲမှာသားရဲကြီးတစ်ကောင်ရဲ့အနောင်တွဲလိုက်ရလို့ဖြစ်ပြီးတစ်ကောင်မကပိုရှိနေတာလားဆိုပြီးလန့်သွားပါလေ။ ပြီးတော့ဘာကြောင့်ဒီနေရာမှာလာတည်နေတာလဲဆိုတာဆိုင်တိုနားမလည်နိုင်ဖြစ်သွားပါတယ်။သူအပေါ်ကစစ်သားအလောင်းရဲ့လက်ထက်ကတနက်ကိုသတိပြုမိလိုက်တော့ဒီစစ်သားကတက်သွားတာဖြစ်နိုင်တယ်လို့တွေးလိုက်ပါတယ်။ဆိုင်တိုတွင်းထဲကပြန်တက်လာပြီးကြည်စံတွေရှိနေသေးတဲ့တနက်ကိုကောက်ယူထားလိုက်ပါတယ်။ရှေ့ကိုဆက်လျှောက်လာတော့မြေကြီးတစ်ခုနဲ့ရေတကုန်ကြီးတစ်ခုစီရောက်သွားပါတယ်။အဲ့ဒီနေရာမှာလီးရင်ပြတ်တစည်းကိုတွေ့ရပြီးသူရေနဲ့တဲ့ဖြတ်ပူပြီးစူးစမ်းမှုစူးစမ်းပါတယ်။အဲ့ဒီခါမှာပေါ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကိုသတိပြုလိုက်မိပါတယ်။ ဘွန်ဆန်ဘက်ကိုပြန်ကြည့်ရရင်တော့အခုချိန်မှာမောင်စားကျိုးနေပြီသူဘိုက်စာကပင်ပန်းနွမ်းနေနေပါတယ်စိုက်တိုခုနလေးကားတင်ထွက်ခွာသွားတဲ့နေရာဖြစ်တဲ့လေရင်ပြက်တွေရှိတဲ့ရေဒီဘုံစီသူရောက်လာပါတယ်လေရင်ပြက်တွေရှိနေတာတွေ့လိုက်ရပြီးဘွန်ဆန်လက်နက်တစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူလေရင်အစိတ်ပိုင်းတစ်ခုကိုချိုးယူပြီးငွေပင်နေတဲ့ပတ်ကလှန်တစ်ချောင်းလှုပ်လိုက်ပါတယ်ပြီးတော့ရေလေကလေရင်ပြက်ထဲကိုဝေမွေတော့မြေပုံမိရှုတနတ်မိချင်းနဲ့ secret တို့ကိုတွေ့ရှိခဲ့ပါတယ် အားလုံးကိုတင်ဆက်လိုက်ပြီးနောက်ဆုံးမှလီးရင်တောင်ပန်းမှာကတ်နေတဲ့ဘုံတလုံးကိုတွေ့လိုက်ရပါတယ်။ဘောဆာ secret မင်းကြီးပြအမောဖြစ်နေတော့ရေထဲကရှောက်လာတဲ့လူတန်ကြားလိုက်ရပါလေ။လက်ကြည့်လိုက်တော့ site တို့ပြစ်နေပြီးမင်းဒီကိုဘယ်လိုရောက်လာတာလဲ။ secret တော့မလား။ site တို့ကခေါင်းခါပြပြီးငါတို့သွားရမယ်။ငါနောက်လိုက်ခဲ့ဆိုကသူကဘုံဆန်ရဲ့လက်ထက်ကမီချစ်ကိုယူလိုက်ပြီးရေတကုန်နောက်ွယ်ကကိုတခုတည်းခေါ်ဆောင်သွားပါတယ်။ဂျင်းမြောင်ပြီးပေါင်မိုက်တဲ့နေရာတွေကချက်တန်ဥဆောင်သွားကနောက်ဆုံးမှခမ်းမကျေကြီးတစ်ခုစီရောက်သွားပါတယ် အဲ့ဒီနေရာကတားရဲကြီးရဲ့အတိုက်ပြစ်နေပြီးဂူရဲ့နှစ်နှစ်ချက်မှာတားလောင်းတွေကိုပိုးအိမ်လိုထုတ်ပိုးထားတဲ့အရာတွေနဲ့ပြည့်နှက်နေပါတယ်မယုံနိုင်စရာပဲဓာတွေကဘာကောင်တွေလဲလို့ဘွန်ဆန်ခတ်တုတ်တုတ်မေးပါတယ်ဆိုင်တူကကြံဖြေပါတယ်ဓာတွေကငါလူသားတွေဖြစ်နိုင်တယ်ငါတို့ဒီကနေထွက်သွားမှရမယ်တွင်းထဲမှာသေဒီတာကအထီးဖြစ်နိုင်တယ်ဘွန်ဆန်ကတော့ကန့်ကွက်ပါတယ်ထားခဲ့လို့မရဘူးငါတို့တို့ကိုရှင်းပြရမယ်မင်းကသူ့ကလေးတွေကိုတတ်လိုက်ရင်သူကငါတို့ကိုပို့ပြီးဒေါသထွက်လိမ့်မယ်ဒါပေမဲ့ငါတို့မတတ်ရင်သူကငါတို့ကိုတတ်လိမ့်မယ် ။ငါမှအကြံငါတို့ခုရှိတယ်။ငါနောက်လိုက်ခဲ့။ဘောဆန်ကဆိုင်တူကိုလေရင်ကြက်စီပြန်ခေါ်လာပြီ။လာအတူတူဝိုင်းမရအောင်။တို့နှစ်ယောက်သားပေါင်900ဘုံကြီးကိုတားရဲကြီးအတိုက်ဖြစ်တဲ့ဂူတဲကိုတယ်လာကြပါရယ်။ငါတို့ဒီနေရာကိုဘုံခွဲရမယ်။ဘောဆန်ကဘုံစနက်ကံကိုချိန်ကြီးဖို့စ조사ပြီးမယ်။ကောက်ကွင်းနေပြီးအလုံးမလုံးဖြစ်နေပါရယ်။ပြဿနာပဲ။ဒီလိုဆိုငါတို့တွေကတယောက်ယောက်ဒီဘုံနဲ့တူနေခဲ့ရတော့မယ်။ဆိုင်တူခဏတာငြိမ်သက်သွားပြီးပြန်ပြေးပါရယ်။ကောင်းပြီမင်းဒီလိုလုပ်ချင်နေဆိုရင်ငါမင်းအတွက်လုပ်ပေးမယ်မင်းငါ့ကိုတီတီခေါ်လာခဲ့တာပဲ နာမေးကိုအသက်ရှင်ခွင့်ပေးမယ်။ဒါပေမဲ့ယုတ်တရက်အဝေးကတားရဲကြီးရဲ့အော်ဒန်ကိုကြားလိုက်ရပါတယ်။ဆိုင်တူထောင်ချောက်တွင်းမှာတွေးခဲ့တဲ့တားရဲအထီးရဲ့အလောင်းကိုတွေးသွားတဲ့တားရဲအမောင်လည်းဖြစ်ပါတယ်။ကဲညင်ညင်လောက်ရမယ်။ငါလေရင်မှုခန်းထဲကပစ္စည်းတစ်ခုတွားယူရမယ်။သူတို့နှစ်ယောက်သားလေရင်ပြက်စီထွက်လာကြပါတယ်။ဘောဆန်ကအလေးရောက်ရဖို့မီရှူမီဘက်တက်ကိုကောင်းကင်ကိုပြစ်လွတ်လိုက်ပြီးဆိုင်တူကိုကင်းဆောင်ထားခိုင်းပါတယ်။သူလေရင်မှုခန်းထဲကတန်ချောင်းတစ်ခုကိုကလော့ထုတ်နေတော့တားရဲကြီးရောက်လာပြီးဆိုင်တူကိုစူးစိုက်ကြည့်နေရင်နှုတ်သားတီးဝင်တိုက်ခိုက်ကြပါတယ်။ ဆိုင်တို့ကဆာမူရိုင်းဒါနဲ့ခုခံတိုက်ခိုက်နေတော့ဘောဆန်ကလည်းတန်ကြောင်ကိုကလောထုတ်နိုင်ခဲ့ပြီးသူကတန်ကြောင်နဲ့တားရဲကြီးရဲ့နောက်ကဝေထိုးပါတယ်သူတို့နှစ်ဦးသားဝိုင်းဝန်းတိုက်ခိုက်ကြရင်မီရှူအနေအောင်ကုံဆုံးသွားတဲ့အခါတားရဲကြီးကအမောင်တုကိုခွင့်ကောင်းယူပြီးထွက်ပြေးသွားပါတယ်ဘောဆန်နဲ့ဆိုင်တို့ဘုံးစီပြန်လာကြပြီးဘောဆန်ကကလောထုတ်တာတဲ့တန်ကြောင်နဲ့ဘုံးစနက်တန်ကိုဖျောက်အောင်ပြကလောထုတ်လိုက်တော့အောင်မြင်သွားပါတယ်ဒါရင်းနဲ့စကန့်ပိုင်းတွင်းမှာပဲတာရဲကြီးကဘုံဆန်ရဲ့နောက်ကပေါ်လာပြီးဝင်ကိုက်လိုက်တာကြောင့်ဘုံဆန်လဲကျသွားပါတယ် ိုက်တို့အမြန်ပြေးဝင်ပြီးဒါနဲ့ယင်ဘက်ကိုထိုးဆိုင်လိုက်ပါရိဒါပေမဲ့တားရဲကမယုံနိုင်တော့အောင်ခန်းတန်းကြီးရှိနေပြီးစိုက်တို့ကိုကန်ထုတ်လိုက်ကဝေါ်ဆန်ရဲ့ဝမ်ပိုက်ကိုလက်တဲနဲ့ထိုးဖောက်လိုက်ပါရိဝေါ်ဆန်နာကျင်စွာအော်ဟစ်လိုက်ပြီးစိုက်တို့ကတငယ်ချင်းချင်းနဲ့မကောင်းတာကိုတွေ့တော့တနက်ကိုဆွဲထုတ်ချင်းရဲကတားရဲကြီးရဲ့မျက်လုံးခွက်ထဲကိုတက်တက်ပြစ်ထည့်လိုက်ပါရိတားရဲကနာကျင်စွာအော်ဟစ်ပြီးဝေါ်ဆန်ကိုလွတ်ပေးလိုက်ရပါရိပြီးတော့ဆိုင်တိုကိုတိုက်ခိုက်ဖို့လှည့်လာတော့ဆိုင်တိုကအကြံရသွားပြီးသူ့တနက်နဲ့ညနေကျက်ကဘိုးအိမ်ကိုပြစ်ချလိုက်ပါတယ် ဒါလောင်တွေကိုထုတ်ပုတ်ထားတဲ့အဲ့ကပေါက်ထွက်သွားပြီးဒါလောင်ညီကြီးပေါ့ကြောက်ကြတေဆုံးသွားပါလေဒါရဲမကြည့်တဲ့ယူသမတအော်ဟစ်သွားပါလေသူကတေဆုံးသွားတဲ့ဒါလောင်တွေကိုလက်ကြည့်နေတော့ဆိုင်တိုကဘောဆန်စီပြေးသွားပြီးအစင်ပြေရလာလို့မေးပါတယ်ဘောဆန်ကနာမရတော့ဘူးငါနေရတော့မှမဟုတ်ဘူးဆိုပြီးဆိုင်တိုကိုတနက်ကမ်းပေးလိုက်ပြီးသူ့ရဲ့စစ်သားနေဆွဲကိုဆွဲဖြုတ်လိုက်ပါတယ်ဒါကိုယူပြီးထွက်ပြေးတော့သူကဘုံကိုဖောက်ခွဲဖို့ဒီနေရာမှာအသက်ဆုံးနေရခဲ့ဖို့ဆုံးဖြတ်လိုက်ကြပါဘာလဲဒီကျေတုတ်တန်ရာကအသက်ရှင်ဖို့လမ်းမရှိတော့ပါဘူး ။ဒါရဲမကြီးကသားလောင်းတွေရဲ့အနောက်ကိုကြည့်ပြီးငိုကျွေးနေတော့ပါပဲ။ဝန်ဆန်ကသူ့ကိုသွားဖို့အတင်းနှင်ထုတ်လိုက်ပြီးဆိုင်တိုလည်းတုံဆိုင်တုတ်ဆိုင်နဲ့ပဲကိုလေးကပြေးထွက်သွားရပါတယ်။ဒါရဲကြီးကဘောဆန်ကိုလှည့်ကြည့်လိုက်တော့လာဟဲ့လေဆိုပြီးစိန်ခေါ်လိုက်ကမစိန်ပုံစံတန်ပြားနဲ့ဘောကိုရိုက်ခွဲလိုက်ပါတယ်။ကိုပေါဝါဒီပြေးထွက်လာတဲ့ဆိုင်တိုကကျဲလောင်းနဲ့ပေါက်ကွဲတန်ကြီးကိုကြားလိုက်ရပါတယ်။ဘောဆန်အောင်မြင်သွားပါပြီ။ဒါရဲရဲ့အတိုက်ကိုဖောက်ခွဲနိုင်ခဲ့ပြီမဲ့ဘောဆန်ကိုယ်တိုင်လည်းအတူတူစည်းလိုက်ရပါတယ်။ ိုင်တို့လက်ကြည့်လိုက်ပြီးကျေးဇူးပါပဲတငယ်ချင်းလို့ခတ်တော်တော်ရေရွက်ကတော်တယ်ထွက်ခွာသွားပါလေဒါပေမဲ့လက်စာချီနိုစိတ်ပြည့်နှက်နေတဲ့နာကျင်ဆောင်အဟစ်တန်တခုကနောက်ကနေလိုက်လာတာကြားလိုက်ရပါတယ်။ဒါရဲကြီးမသေးနိုင်သေးပါဘူး။ဆိုင်တိုအသက်နှုတ်ထပ်ကြည့်ရတယ်မှာလေ။ဒါရဲကဘုံတရားတွေနဲ့တောင်လျင်ညံစွာလိုက်လာပါတယ်။ဆိုင်တိုမူလနေရာပြန်ရောက်တဲ့အထိကြီးလာခဲ့ပြီးသူနဲ့ဘောဆန်ကနန်းကန်တူစားခဲ့တဲ့ကမ်းခြေစီရောက်လာပါတယ်။သူဓာတ်ကိုကြစ်ကြစ်ပေါင်းဆုပ်ကင်ထားပြီးနားမှာပြေးစရာနေရာမရှိတော့ဘူး။ သူ့ကိုတန်းနိုင်ခဲ့ရင်တော့ရှေ့မှာပင်လယ်ပြင်စီးပဲရှိတယ်ဆိုပြီးသူမျော်လင့်ချက်ကဲမဲ့သွားတာကြောင့်ဓားကိုမြေကြီးထဲစိုက်ချကဒူးထောက်ထန်လိုက်ပါလေ။ဒါရဲ့ကြီးကလည်းတိုးတွေကထပ်ပေါ်လာပြီးခုံအုပ်လိုက်ပါလေ။ဒါပေမဲ့သူတွေးလိုက်ရတာကဆိုင်တိုအယောင်ပြထားတဲ့စစ်သားအလောင်းတလောင်းသာဖြစ်နေခဲ့တာပါ။ဆိုင်တိုအစ်စ်ကပုံးနေတဲ့တဲပုံတွေကထပ်ပေါ်လာပြီးဒါရဲ့ကြီးရဲ့ရေဝါကိုဓားနဲ့ပြေးထိုးလိုက်ပါလေ။နောက်ဆုံးကြိုက်ပွဲစတင်ခဲ့ပါပြီ။နောက်ဦးသားနဲ့တဲတွေဓားတွေနဲ့အပြန်အလှန်တိုက်ခိုက်ကြပါလေ။ ရန်ရာပြင်းထန်ရလာတဲ့တားရဲကြီးကဟန်ကျက်မညီပဲရန်တန်တိုက်ခိုက်လာတာကြောင့်ဆိုင်တူကရှောင်းတိတ်လိုက်ပြီးလှပတဲ့ဓာကွန်းနဲ့ဝမ်ပိုက်ကိုခုတ်ပိုင်းလိုက်ပြီးတော့တကွက်ပြလိုက်ပါတယ်။နောက်ဆုံးမှာတားရဲကြီးကဒန်ယာတွေကိုမခံနိုင်တော့ပဲပန်းနန်နဲ့လဲကျသွားပါတယ်။သူကဒန်ယာတွေနဲ့လဲလျောင်းရင်းဆိုင်တူကိုစိုက်ကြည့်နေတော့မှဆိုင်တူကအနားကိုရှောက်သွားပြီးအသေးထိုးချဖို့ဓာကိုမြှောက်လိုက်ပါတယ်။ဒါပေမဲ့ဓာကိုခေါင်းဘေးနားကိုသာထိုးဆိုင်ချလိုက်ပြီးအသက်ချမ်းသာပြီးပို့ရွေးချယ်လိုက်ပါတယ်။ အဲ့ဒီနောက် site ကိုကန်းစီကိုရှောက်သွားပြီးမိရှုတနတ်ကိုကောက်ယူလိုက်အောင်အကူညီတောင်းဖို့ပြင်လို့လိုက်ပေမဲ့အဲ့ဒါကအလုံးမလုံးပါဘူး site တို့လောကကြော်လင်းချက်မဲ့သွားပြီးကန်းစီပေါ်လဲလျောင်းချလိုက်ကပုံစံရဲ့လဲဆွဲကိုထုတ်ကြည့်လိုက်ပါလေမင်းကငါ့ကိုအသက်ရှင်စေချင်ခဲ့ပေမဲ့ငါလည်းလွတ်မြောက်နိုင်တော့မှမဟုတ်ဘူးတကယ်ချင်းပြီးတော့သူပင်မနွမ်းနေဖို့ကြောင့်အိပ်ပျော့သွားခဲ့ပါလေကန်ကောက်ထောင်းမစွာနဲ့နောက်တနေ့မနက်မဟာမိတ်တပ်ဖွဲ့ရဲ့ဖြတ်တင်ပေါ် USF Fracture ကဖြတ်သွားရင်သူ့ကိုတွေးရှိခဲ့ပါတယ် တို့ကဆိုင်းတုတ်ကိုတင်းမောပေါ်ကဲတင်သွားခဲ့ပါတယ်။တင်းမောပေါ်မှာအမေရိကန်စစ်သားတွေကသူ့ကိုဘယ်သူဘယ်ဝါဖြစ်ကြောင်းဒီကျုံးမော်ကိုဘယ်လိုရောက်ရှိလာကြောင်းတွေစစ်ဆေးမေးမြန်းပါတယ်။ဆိုင်းတုတ်ကတာရဲကြီးအကြောင်းကလွဲလို့တခြားတစ်တည်းအားလုံးကိုပြောပြပြီးဘော်ဆန်ရဲ့စစ်သားလက်ဆွဲကိုပေးအပ်လိုက်ပါတယ်။သူကကျုံးမော်မှာကျွန်တော်ကိုကူညီခဲ့တဲ့သုံးမှန်တရားပါ။အမေရိကန်စစ်သားကဆိုင်းတုတ်ကိုဘာဖြစ်လို့ဂျပန်စစ်သားတွေကမင်းကိုပြန်ဖမ်းဆီးရတယ်လို့မေးပါတယ်။ဆိုင်းတုတ်ကပြန်ဖြေပါတယ်။ကျွန်တော်တက်စပောက်လို့ဆွဆွဲခံရတာမှာ ကျွန်တော်ရဲ့အထက်ရာရှိဖို့ကျွန်တော်ကိုယ်တိုင်တက်ခဲ့လို့ပါသူကကျွန်တော်တို့ရဲဘော်တွေကိုအလဟတ်တ်တိတ်ဆုံးစေခဲ့တယ်ကျွန်တော်အဲ့ဒီလိုအမိတ်မျိုးမလိုက်နာနိုင်ခဲ့ဘူးမေရီဒန်ရာရှိသူကသူ့ကို secret နှမ်းပေးတော့သူယူကမိကြီးတောက်လိုက်ပါတယ်အချိန်ထဲမှာပဲတားရဲ့ကျုံးမော်ကအသက်ဆုံးပေးခဲ့တဲ့တငယ်ချင်းဖြစ်သူဘောဆန်ကိုတန်ကာတရိယနေပြီးတော့တာပါဒါပေမဲ့ဇက်လန်ကမပြီးသေးပါဘူးနောက်ဆုံးမြင်ကွင်းမှာကျောင်းပေါ်ကိုပြန်ပြသတဲ့အခါအသက်ရှင်ကြံရည်ခဲ့တဲ့တားရဲကြီးက သူ့ချစ်သူနဲ့တာသမီတွေကိုဆုံးရှုံးလိုက်ရတဲ့အတွက်ညာကြီးစွာအော်ဟစ်နေတုံးပါပဲသူကဆိုင်တူကိုလက်စားချေဖို့ဆန်လက်ရှာပွေနေအောင်မှာပဲဖြစ်ပါတော့လေအဆုံးတိအားပေးခဲ့ကြတဲ့ပရိသတ်အယောက်စီတိုင်းကိုယေရှုထူပဲတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တူကကိုင်းပြင်းတဲ့လူသားမျိုးနွယ်ကိုအစိတ်မကတ်တော်သူများအားလုံးကျမ်းမာပေးကင်ကြပါစေခင်ဗျာ